စန္ဒပြေချောင်းတရား၅ပါးဆိုတာသစ္စာပြားခေါ်တဲ့သင်္ခါရူပပတ္တိတုတ်ဆိုတာရှိတယ်အဲ့ဒါနဲ့လူတိုင်းလူတိုင်းဟာကောင်းမြတ်တဲ့စန္ဒာတွေအမျိုးရဲ့လူစန္ဒာတွေရှိကြအဲ့ဒီစန္ဒာတွေပြီးပါဖို့အတွက်လူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်ဆွမ်းအား၅မျိုးအဲ့ဒီစိတ်ဆွမ်းအား၅မျိုးဟာ ကိုယ့်ရဲ့ဆန္ဒကိုပြည့်ဝစေနိုင်တယ်လို့ရသဗျာက ဟောထားတဲ့တရား၅မျိုးကတတ္ထာသီလသုတသာဃပညာလို့ဘယ်တော့မှဘယ်ခေတ်ကာလပဲဖြစ်ဖြစ်ဘယ်ခါပဲဖြစ်ဖြစ်ဒီသဘာဝတရားတွေဟာလူတိုင်းလူတိုင်းရဲ့တဏ္ဍမအအကောင်းကောင်းနဲ့ရှိလာပြီဆိုလို့ရှိရင်ဘယ်ဆန္ဒတွေပြည့်နိုင်ကြတယ် တတ္ထာဆိုတာရှင်ကြည်ချက်ကောင်းတဲ့လုပ်ငန်းတွေပေါ်မှာစိတ်ဝင်စားတာမှန်ကန်တဲ့ဆုံးဖြတ်ချက်ရှိတာဒါမျိုးရှင်ကြည်ချက်ကိုလည်းတတ္ထာလို့ခေါ်တယ်ဆုံးဖြတ်ချက်ကိုလည်းတတ္ထာလို့ရှိကောင်းတဲ့ဘက်မှာစိတ်ဝင်စားမှုရှိတာလည်းတတ္ထာလို့ခေါ်တယ်ဒါကြောင့်တတ္ထာဆိုတာယုံကြည်တာတစ်ခုတည်းမဟုတ်ဘဲနဲ့စိတ်ထဲမှာယုံနေချီတယ်လို့ဆိုတာ ရေမှုစကားကလက္ခဏာကြည်တယ်ဆိုတာအဲ့ဒီပုံမှာဆုံးဖြတ်ချက်ထားတဲ့စိတ်ရဲ့ကြည်လင်မှုကိုဆုံးလို့သူရဲ့စွမ်းဆောင်မှုပါရှင်ရင်းတဲ့စိတ်ကြည်လင်စေခြင်းစိတ်ကြည်လင်လာတဲ့အခါမှာလူတိုင်းလူတိုင်းဟာစိတ်ကြည်နေပြီဆိုလို့ရှိရင်သူကတိလာဆိုတဲ့ကိုကျင်တရားကိုဖြစ်ကျင့်ပြီးသားဖြစ်လာကိုကျင်တရားဟာလေလူတွေအတွက်အရေးကြီးဆုံး ရည်ချင်းတစ်ခုပဲဖြစ်တယ်။အဲ့ဒီတာမန်အားဖြင့်ဆိုလို့ရှိရင်နော်ငါးပါးတိလအဲ့ဒီငါးပါးတိလလို့ဆိုရထဲမှာတိလဆိုဒီမှာစောက်တိလိုက်တဲ့အချိန်ကနေစပြီးတော့မကြိုးသေးသမျှကိုတွေးကြည့်တိုင်းထိုတိလအပေါ်မှာစိတ်ဟာကြည်နူးမှုတွေကိုဖြစ်ပေါ်စေအနဝိစာဒုက္ခလို့ခေါ်တယ် အပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသီလပေးစွမ်းနိုင်တစ်ခုချင်းတစ်ခုချင်းစဉ်းစားလို့စောင့်တည်လိုက်တဲ့အချိန်ကစပြီးဥပမာမယ်ဒီနေ့သီလစောင့်တည်လိုက်တယ်ဒီသီလစောင့်တည်လိုက်တဲ့အချိန်ကစပြီးတော့ကျွလုံမှုမရှိသေးဘူးဆိုလို့ရှိရင်ဒါသီလရဲ့စင်ကြယ်မှုလို့ခေါ်တယ်သူကအဲဒီစင်ကြယ်မှုပေါ်မှာအာရုံပြုလိုက်လို့ရှိရင်သူစင်ကြယ်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေထပ်ဆင့်ပြီးတော့ဖြစ်တယ် သီလရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာတမာအပြင်ကကိုချင်းတရားလို့ကပြောကြတယ်။သီလရှိနေပြီဆိုရင်ကုသိုလ်ကောင်းမှုတွေဟာကိုယ်တဏ္ဍာမှာတည်မြဲတယ်လို့ဆိုလိုတဲ့အထိပ္ပာယ်ရတယ်။ချင်းမေးစီဟာတင်ကြီးရှုဘက်မှာသာတည်တယ်လို့ညမာစကားမှာဆိုတယ်လို့ပဲကုသိုလ်တရားတွေဟာသီလရှိတဲ့ပုဂ္ဂိုလ်မှာတည်တယ်လို့ပြောတယ်။သီလရှိလာပြီဆိုရင်ကုသိုလ်တွေကလမ်းပွင့်တယ်နော်။ ီလဆိုဒီမှာကာယကံထိမ့်သိမ်းဆောက်ရှောက်မှုနဲ့ဝစီကံထိမ့်သိမ်းဆောက်ရှောက်မှုဒီနှစ်ခုကိုဆိုအဲ့တော့တီလရဲ့အတိဘယ်ဟာကုသိုလ်ရရဲ့တီယာလို့အတိဘယ်ရတယ်နောက်တစ်ခုကတော့ကာယကံမှုဝစီကံမှုမှန်ကန်တဲ့ပြည့်ပြင်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာထားတာဟောတီလလို့ခေါ်တယ်ဆိုလိုတာကတော့စီကံပေါ့မှုကိုစီကံထားတယ်ကိုယ်တိလျောက်မှုကိုစီကံထားတယ် ဒါမလုပ်ဘူးဒါမလုပ်ဘူးဒါမလုပ်ဘူးဆိုတော့ရှောင်ကျင်မှုတွေကိုစီကံကျက်ထားတာဒါသီလပဲလို့ဆိုတယ်တရားတရားရှိလာပြီဆိုရင်သီလဆိုတာလည်းဖြစ်ပေါ်လာတယ်သီလဖြစ်လာပြီတဲ့နောက်မှာဘာလုပ်ဖို့လို့လဲဆိုတုတ္တတုတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုများများနာဖို့လို့တယ်ပေါ့ပြင်ယူတယ်လောကီကိစ္စတွေမှာလည်းလောကီဘောဓုတ္တတွေစီဘူးအထောက်ရတယ်နာကြားကြရတယ် ီတရားတော်နဲ့ပတ်သက်လာလို့ရှင်လေမြတ်စွာဘုရားရဲ့အဆုံးအမတွေညံ့ညားရအောင်သင်ယူရမယ်သင်ယူပြီးတဲ့အခါအဲ့ဒီအပေါ်မှာစဉ်းစားတယ်စဉ်းစားပြီးလက်တွေ့ဆောင်ရံနဲ့ရှောင်ရံဒီနှစ်ခုကိုလုံးဆောင်အဲ့ဒါဆိုရင်တုတ္တဆိုတာကိုယ်တဏ္ဍမှာရှိလာဒါဟုတ်တုတ္တဆိုတာနံပါတ်၁သင်ယူခြင်းနဲ့နံပါတ်၂မှတ်သားထားပြီးတော့ပြန်လေးစဉ်းစားခြင်းနံပါတ်၃လိုက်နာခြင်း၃ခြင်းဆိုမှာ သူတရဲ့အနှစ်သာရပေါ်လွင်လာလုပ်ငန်းကအဲ့ဒီကျမှပြီးဆုံးတယ်။ဟောနောက်တစ်ခုဒီလိုဘုဒ္ဓရှိလာလို့ကိုကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်တယ်အကုသိုလ်ဖြစ်တယ်လို့ဆိုတာကုသိုလ်ဖြစ်သလားအကုသိုလ်ဖြစ်သလားဆိုတာသိအောင်ဘုရားဆရာဆုံးမတွေကိုနိုင်ယူမှတ်သားပြီးကုသိုလ်ဖြစ်ရင် ဖြစ်တယ်လို့သိဖို့အကုသိုလ်ဖြစ်ရင်အကုသိုလ်ဖြစ်တယ်လို့သိဖို့သိပြီးရင်ဘာလို့အကုသိုလ်ကိုဆက်မဖြစ်အောင်ထိန်းသိမ်းတယ် ုသိုလ်ကြတော့ဆက်လက်တိုးပွားလာအောင်လုပ်တယ်ဒီကျမ်းမှာသူရဲ့သူတားရဲ့ပြည့်စုံမှုလို့ခေါ်တယ်နောက်တစ်ခုကတော့စာကားလို့စာကားဆိုတာဒီ share လောက်ထားပြောတာကိုတယောက်တည်းသုံးမယ်ဆိုတော့စိတ်ဓာတ်မျိုးမထားဘူးမိသားစုထဲမှာလည်းပဲအေးကုသိုလ်ကောင်းမှုဆိုတာအဲသူ့လည်းကြိုးလိုက်ပါသူ့လည်းကြိုးလိုက်ပါသူ့ဒါလေးပေးလိုက်ပါဆိုတာစာစာကားပဲအဲဒီလိုစာကားဟာအစဉ်စဉ် စံကြေပေးကံလှူဒါန်းမှုဟာဒီမစ္စရိယလို့ဆိုရင်ငါးသာသုံးနေဆိုရက်ဒီနှမြတ်တွတ်တွေစိတ်ဓာတ်မျိုးဖယ်ရှားပြပြီးတော့စံကြေခြင်းလို့ဆိုရက်ကုသကံမှုပြုလုပ်တာစာကရှိမှသူကဘဝမှာပြည့်ပြည့်စုံနိုင်တယ်လို့ဆိုလိုတယ်ပေးကံခြင်းဟာရယူခြင်းတစ်မျိုးပဲဖြစ်တယ်ဒါကြောင့်မို့ပေးကံတဲ့ပုဂ္ဂိုလ်တွေကရနေကြတာပေါ့နော် အဲ့ဒီစာကဆိုတာလည်းပြစ်ရှိရမယ်နောက်တစ်ခုအရေးကြီးဆုံးကတော့ပညာဆိုတာရှိဖို့လို့ပညာဆိုတာဟာလုံးတဲ့နာနဲ့မလုံးတဲ့နာသိတာကိုပညာလို့ခေါ်တယ်အဲ့ဒီချင်းနဲ့လုံးတဲ့နာမလုံးတဲ့နာသိတာကိုအနှစ်ချုပ်ပြောတဲ့အခါမှာကုသိုလ်နဲ့အကုသိုလ်ကိုသိတာကုသိုလ်အကုသိုလ်သိပြီးတော့အဲ့ဒီကုသိုလ်ကံရဲ့အကျိုးတရားအကုသိုလ်ကံရဲ့အကျိုးတရားရှိတယ်လို့လည်း သိတာကိုကမ္မတကတတမ္မဒိဋ္ဌိလို့ခေါ်တယ်။အခြေခံဘုရားရဲ့အဆုံးအမကိုလက်ခံတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကံကံဤအကျိုးကိုလက်ခံယုံကြည်ခြင်းဟာနံပါတ်1အဆင့်ပဲဖြစ်မှာပေါ့။အဲတော့ကံကံဤအကျိုးကိုယုံကြည်တယ်ဆိုတာတခြားမဟုတ် responsible ကိုလိုရင်ကိုတာဝန်ယူတယ်ဆိုတဲ့အသည့်မျိုးဆိုလိုတယ်ပေါ့တာဝန်ယူတဲ့အသည့် responsibility ကိုကမ္မတက္ကတာတမဒိဋ္ဌိလို့ခေါ်တယ် အဲ့ဒီကမ္မတက္ကတာတမ္မဒိဋ္ဌိဆိုရယ်ပညာဉာဏ်ကအခြေခံပြီးတော့နောက်ဆုံးမှာလောကကြီးဟာဘယ်ရာမမမြဲဘူးသာဝရပြောင်းလဲနေတာဖြစ်တယ်ဘဝဆိုတာပฏิဘဝပဲဖြစ်ဖြစ်ဖြစ်ပေါ်လာပြီးနောက်တစ်ချိန်ချင်းဥမင်းရင်းရောလာတယ်နောက်ဆုံးမှာဘဝတစ်ခုဆုံးလို့ရတယ်ဆိုရယ်ဒီမမြဲတဲ့တဘာဝတရားကြီးကိုစဉ်းဉဏ်စဉ်းစားပြီးခြင်းဟာစိတ်ပြည့်စရာကိုတွေးတာမဟုတ်အမှန်မြင်တဲ့အခါကျတော့ မလလာအပ်တဲ့တွတာမှုတွေစိုးရိမ်မှုတွေတောကတွေကိုဖယ်ရှားပြစ်ဖို့ဩစာပြာဒီနီလန်းကလွယ်လို့တောကဆိုတာကိုဖယ်လို့မရဘူးတကြောင်မှုတောကဆိုတဲ့စိုးရိမ်စိတ်တွေကိုဖယ်ရှားဖို့အတွက်မလိုအောင်လဲဆိုရင်တွတာမှုကိုဖယ်ရှားတွတာမှုကိုဖယ်ရှားနိုင်လို့ကြတော့ပြောင်းလဲနေတဲ့သဘောကတရားကြီးကိုမြင်မှသာလဲတွတာမှုကိုဖယ်ရှားနိုင်ဒီလိုခွင့်ဆက်ထားတာပါ အဋ္ဌဉာဏ်နဲ့တတမှုကိုဖယ်ရှားလိုက်လို့ရှိရင်ရှင်နဲ့နှလုံးထဲမှာပူလောင်စေတဲ့တောကဆိုတာကိုဖယ်ရှားနိုင်သွားတယ်။တောကမရှိတော့ဘူးဆိုရင်နှလုံးသားဟာအေးချမ်းမှုဖြစ်ပေါ်စေတယ်။အဲ့ဒါကိုမြတ်စွာဘုရားကပညာလို့ဒီလိုနေရာဆိုတယ်ပေါ့။ဝိပဿနာပညာကိုရင့်တန်အောင်လုံးလိုက်နိုင်ပြီဆိုရင်ကိုယ်ရှင်နဲ့နှလုံးထဲမှာရှိတဲ့တတဟိုရင်းနေတတမှုတွေဆိုရင်ဓာရီအားလုံး ကင်းရှင်းသွားပြီးစိတ်နှလုံးအေးချမ်းမှုကိုရနိုင်တယ်ဆိုတော့လမ်းစဉ်ကိုမြတ်စွာဘုရားကခြားပြဟောကြားတာဆုံးမတာဖြစ်တယ်ဒီကျင့်စဉ်တိုင်းကျင့်သွားလို့ရှင်ဘဝမှာကိုယ့်ရဲ့လူရင်းစန္ဒာတွေဟာပြည့်ဝတိုင်တယ်လို့ဒီလိုဆိုတာဒီထဲမှာလူရင်းစန္ဒာလို့ဆိုဒီမှာဘဝကြီးကိုညှိနှိပ်ပြီးနိဗ္ဗာန်ကိုလိုချင်နေဆိုရင်လေဒီတရားတွေကပြည့်စွမ်းနိုင်တယ်တမန်ကိစ္စမျိုးတွေမဟုတ်ဘူးဒီတရားတွေရဲ့စွမ်းအားဟာ နိဗ္ဗာန်ချမ်းသာထီအောင်ခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးမလိုချင်တော့ဘူးဆိုရင်လည်းဒီတရား၅မျိုးရဲ့စွမ်းအားနဲ့စမ်းဆောင်မှုပေးလို့ရှိရင်သူကကိုယ့်ရဲ့ဆန္ဒတွေပြည့်ဝသွားတယ်လို့ဒီလိုသင်္ခါရပပတ္တိတောက်အောင်ညောဆောင်ပြားကဟောကြားတာဖြစ်ပါတယ်။တောက်ကြောင့်မို့တတ္တရဲ့သီလရဲ့တုတ္တရဲ့စာကားရဲ့ပညာရဲ့ဆိုတဲ့ဒီတရား၅မျိုးဟာလူတိုင်းလူတိုင်းဘုန်းကြီးတွေရောအပေါင်းဝင်ပေါ့အလုံးဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကနံကပြည့်စုံအောင်ရှိနေလို့ရှင်အာဂရမဲ့တရားယုံကြည်အားထားရမဲ့တရားမျိုးသာဖြစ်တယ်ဆိုပြီးဒီတရားတွေကိုယ်ကနံမှာပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း